โอเคဒီနေ့တော့ကျွန်တော်တို့နောက်ထပ်ကြံတဲ့ဒီ direction နဲ့အာရှာရဲပေါ့เนาะအော်ကျွန်တော်တို့ဒီအာ tools နှစ်ခုအကြောင်းဆက်ပြီးပြောပါမယ်เนาะဆိုတော့ပထမတစ်ခုကတော့ trend line ဖြစ်ပါတယ်ဆိုတော့ trend line ဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးပေါ့เนาะအခုဒီမှာဆိုလို့ရှိရင် price ဒီကျွန်တော်တို့ဒီ movement ကအောက်ကနေပြီးအပေါ်ကိုတက်တယ်တက်ပြီးတော့အောက်ကိုပြန်ရောက်လာတယ်ပြန်ရောက်လာတဲ့အချိန်မှာဒီ ကဏီယာကနေပြီးတော့သူပြန်တက်သွားတယ်။ပြန်လာထီးရယ်ပြန်တက်တယ်ပြန်လာထီးရယ်ပြန်တက်တယ်တခါကျတော့ပြန်လာထီးတယ်အဲ့တော့အဲ့လိုမျိုးထီးချက်တွေများများနဲ့အပေါ်တက်နေတဲ့အချိန်မျိုးမှာကျွန်တော်က adrenaline ဆွဲလို့ရတယ်။ Okay အဲ့တော့ကျွန်တော်တို့အဟိုဘက်က down trend line ကလည်းတပေါ်တည်းရတူပဲ price ဒီဒီကနေပြီးတော့ဈေးဝင်သွားတယ်။အဲ့တော့အဲ့ စင်းသွားတဲ့နားကိုဒီလိုပြက်ချင်းကတ်လာတယ်ဒါပေမဲ့စင်းသွားတဲ့စီကိုမရောက်ဘူးကျွန်တော်တို့ဒီ supply demand zone လိုမျိုးသူ့ရဲ့ဒီ price ရှိတဲ့နေရာကိုပြန်မရောက်ဘူးမရောက်ဘဲနဲ့အဲအဲ့မရောက်ခင်လေးမှာကျွန်တော်တို့ပြန်ပြီးတော့စင်းသွားတယ်ဒါဆိုရင်ကျွန်တော်ဒီနှစ်ခုကိုဆက်ပြီးတော့ထွန်လိုင်းစဆွဲထားလို့ရပြီကျွန်တော်တို့ကအာ ထရီချက်နှစ်ခုရှိရင်ထွန်းလိုင်းစာဆွဲလို့ရတယ်အဲ့တော့အဲ့နှစ်ခုရဲ့ဒီနှစ်ခုစုံတဲ့နေရာကိုကျွန်တော်ကဒီလိုမျိုးမြင်းအကြောင်းတစ်ဆောင်ဆွဲရမယ်အဲ့မြင်းအကြောင်းဒီဆက်ပြီးတော့ဒီလိုဆက်ဆက်ဆွဲရလို့ရတယ်နောက်တစ်ခါ price ကပြန်တက်လာလို့ချင်းကက်လာတယ်အဲ့မြင်းအကြောင်းသားကိုချင်းကက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီစပြီးတော့ opportunity ရှာလို့ရတယ်ဆိုတော့ဒါဒီကျွန်တော်၃ချက်ပေါ့နော်အဲ့တော့သူ့မှာလဲ rule တွေရှိတယ်အဲ့ rule တွေကျွန်တော်ကြည့်ကြည့်အောင် ဆိုတော့ခုနကကျွန်တော်တို့ rules တွေတိုင်းပဲကျွန်တော်တို့ဒီ supply demand rules တွေတိုင်းပဲအဲ့တော့ two touches on the line အနည်းဆုံးနှစ်ချက်တော့ရှိရပထမတစ်ချက်ထိရယ်နောက်တစ်ချက်ပြန်ထိရယ်ဒါမှလည်းကျွန်တော်တို့အမြင်ဆွဲလို့ရမှာနှစ်ချက်ထိပြီးတော့အဲ့မြင်းချောင်းရဲ့အရှိလိုက်အတိုင်းကိုနောက်ထပ် price တွေထပ်ပြီးတော့ကျွန်တော်တို့ဒီ rejection ပေါ့အဲ့ and think လာတယ်အဲ့ဒါမှဆက်ပြီးတော့ reject လုပ်တယ်ဆိုရင် trial line ကိုကျွန်တော်ကအာ trade လို့ရတယ်ပေါ့ or trade opportunity ရှာလို့ရတယ် okay အဲ့တော့ not overflow ထက် just လေးချက်ကျော်လာလို့ရှိရင်ကျွန်တော်တို့အာမကောင်းတော့ကောင်းတော့ဆိုတော့ကျွန်တော်ဒီမှာခုနက slide ကိုပြန်ကြည့်မယ်ဆိုရင်ဒီမှာကြည့်ဒါဆိုရင်ပထမတစ်ချက် geo ဒုတိယတစ်ချက်ပြန်လာသေးတယ်တတိယတစ်ချက်၃ချက်မြောက်ကျွန်တော်တို့ပြန်ရောက်လာတယ်၃နေရာပြန်ရောက်လာတယ်သရုပ်ထ၄ချက်ပြန်ရောက်လာတယ်ပြီးတော့ဘာဖြစ်လဲဆက်မလာနိုင်တော့ဘယ်နဲ့ဒီနားမှာ၅ချက်မြောက်နောက်ဆုံးတစ်ချက်ထိပြီးတော့ဘုတ်ဆိုပြုတ်ပေါက်ကြသွားတယ်เนาะဒါသည်ကျွန်တော်၄ချက်ကျော်လာတဲ့အခါကျရင် trend line ဒီ အဲကျွန်တော်တို့တိတ်ယူ stable မဖြစ်တော့ဘူးဆိုတဲ့ဘောเนาะဆိုတော့ဒီဘောဒီမှာလည်းဘာလို့ပဲကျွန်တော်ပြောထားအဲ latest တဲ့ four touch four touches တဲ့မကျော်သေးရအောင်เนาะပြီးရင်ခုနကကျွန်တော်တို့ဒီ supply demand zone အတိုင်းပဲ twin line က line မဟုတ်ဘူး zone ပါအဲ့တော့ကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ဒီမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာကြည့်ကျွန်တော်တို့ဒီနေရာနားတော့ white ဒီလို twin line နားတော့ white မှာပြန်ပြီးတော့ သွားတာတွေ့ရတယ်เนาะဆိုတော့ကျွန်တော်ဒီ line ကို line လို့ကျွန်တော်မသတ်မှတ်ထားပါနဲ့ဒါကို zone လို့ပဲသတ်မှတ်ထားပါဒီနားတစ်ဝိုက်မှာ rejection တွေရှိခဲ့ဒီနားတစ်ဝိုက်မှာ reaction တွေရှိခဲ့ဒီနားတစ်ဝိုက်မှာကျွန်တော်တို့ trade opportunity ပေါ်ခဲ့ကျွန်တော်တို့က trade ဖို့စဉ်းစားလို့ရတယ်ပေါ့เนาะဆိုတော့ဒါကိုကျွန်တော်တို့ကအာဟိုသိထားဘူးเนาะအဲ့တော့ trend line ဒီကျွန်တော်တို့ zone ဖြစ်တယ်เนาะပြီးရင် broken trend line me at a supply demand zone ကြီးအဲ့တော့ကျွန်တော်တို့ခုနကဟို supply demand လိုမျိုးပဲကျွန်တော်တို့က ကျိုးသွားခဲ့ပြီးသွားရင်ဒီလိုနေရာမျိုးမှာကျိုးသွားခဲ့ကျိုးသွားခဲ့ပြီးသွားလို့ရှိရင်အဲ့ကျိုးသွားတဲ့နေရာကိုပြန်ပြီး price ကပြန်လာတက်ချာတွေးလိမ့်မယ်ပြီးရင်အောက်ကိုဆင်းတယ်ဆိုတဲ့ဘောက ကျိုးသွားခဲ့လို့ရှိရင်ကျွန်တော်တို့ကသူ့ကိုပြန်ပြီးတော့ဒီကျိုးသွားတဲ့နေရာကနေပြီးတော့ကျွန်တော်တို့ reaction စောင့်ပြီးတော့ပြောင်းသွားတဲ့ trend အတိုင်းကိုပြန်ထွက်လို့ရသည်เนาะဆိုတော့ဒါဒီကျွန်တော်တို့ဒီခုနကျွန်တော်ပြောခဲ့တဲ့ supply demand နဲ့ trend နဲ့အဆင်တူပါတယ်ဟိုဘေးတိုင်းနဲ့အပေါ်အောက်ပဲကွာ Okay အဲကျွန်တော်တို့ချက်ပေါ်မှာ သွားကြည့်အောင် okay အဲ့တော့ကျွန်တော်တို့ try line နေရှာကြည့်အောင်နော်အဲ့တော့ပထမဆုံးကျွန်တော်တို့အာဒီလိုမျိုးနည်းနည်းလေးကြည့်ရတာနည်းနည်းလေးဟောဖြစ်အောင်အာဒီလိုနည်းနည်းလေးဟာလို့လို့လိုက်ဒါဆိုရင်ဒီမှာကျွန်တော်တို့ try line တစ်ခုတွေ့တယ်ကျွန်တော်တို့ဒီ try line ဆွဲဖို့အတွက်ကိုကျွန်တော်တို့ဒီမှာဒီဒီငင်းချောင်းပေါ့နော် try line tools ရေးတက်တက်ဆိုကြိုက်တဲ့ design ကြိုက်တဲ့ color နဲ့ကြိုက်တယ်လို့လုပ်လို့ရပါတယ်เนาะကျွန်တော်ကတော့ဒီလိုလေးလောက်ထားတယ်အဲ့တော့ဒါက ပြမျိုးပေါ့နော်။ Okay အဲ့တော့ကျွန်တော်တို့ data trend line down trend line ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကဒီမှာဆိုရင်ဒီမှာကြည့်မယ်ဆိုရင်တစ်ချက်ထိရယ်ဒီမှာဒီ zone တွေကိုပြန်လာတယ်။ဒီ zone နော်ဒါဒီ line ဒီ zone လို့မျိုးလုံးနဲ့မှမြင်အောင်ကြည့်ပါ။သူကကျတော့4000ကဒီလိုမျိုးဆိုဘေးတိုက်ပဲဆိုလို့ရဒီလိုတစ်ဆောင်ဆွဲလို့မရဘူး4000ကအဲ့ဒါကျွန်တော်ပြလို့မရ။အဲ့ဒီ trend line line ကိုပဲကျွန်တော် zone အနေနဲ့ကျွန်တော်ကြည့်လိုက်ပါနော်။ဆိုတော့ဒီလိုပြန်လာတယ်ဒီမှာ rejection တွေ့ပြီးတော့ဆင်ချသွားတယ်။ တစ်ခေါက်ဒီဥပြန်လာတယ်စဉ်းကြပါတယ်ဆိုတော့ဒါကြီးကျွန်တော်ထွန်းလိုက်နောက်ဆုံးမှာထွန်းလိုက်မခံနိုင်တော့ပဲလေကျွန်တော်ပြောခဲ့တယ်လို့ပဲ၄ချက်ကြော်လာတဲ့အချိန်မှာပေါက်ပါတယ်โอเคအဲ့တော့နောက်ထပ်ကြည့်ကြည့်အောင်ဒါ down trend line ဆိုတော့ up trend line ဒီမှာကြည့်မယ်ဆိုရင်ဒါဒီ up trend line ဖြစ်တယ်ကျွန်တော်ဒီကနေတော့မယ်ဆိုရင်ဒီကနေဒီလိုသွားတယ်ဒီမှာအဲ့ဆိုရင်သူဒီ တောက်လျှောက်တက်ခဲ့ရတာဒီနေရာကိုထိလိုက်တက်လိုက်ဒီနေရာကိုထိလိုက်တက်လိုက်ဒီနေရာကိုထိလိုက်နောက်ဆုံးဒီထိတော်လာထိသွားပြီတက်သွားပြီလူကြတော့မပေါက်သွားဘူးဆက်ပြီးတော့တက်တယ်ထွန်းလိုင်းနဲ့ဆက်သွားတယ်โอเคအဲတက်ကြည့်အောင်ဒါမှဆိုရင်နှစ်ချက်ပဲရှိရထွန်းလိုင်းတစ်ခုတွေ့တယ်ဒီအောက်ကအသေးလေးပါတွေ့တွေ့ရင်တော့၃ချက်ပေါ့ဗျာဒီလိုသွားတယ်โอเคဖြတ်လိုက်မယ်ဒါမှဆိုရင်ဒါတက်သွားတာတွေ့တယ်ဒါထွန်းလိုင်းเนาะနောက်ဆုံးမှာပေါက်ကြသွားတယ် โอเคဒီမှာ down trend line တခုတွေ့မယ်အဲ့တော့ trend line နေရာနေတဲ့ကောင်မှတွေ့နေတာတွေ့လားနော်ဒါမျိုးတွေတွေ့ရတယ်ဒီမှာဒါ15မိနစ်ကန်တယ်နော် GBP US 15မိနစ်ကန်တယ်โอเคဒီကနေတွားတယ်ဒီလိုနော်အဲ့ဒါကျွန်တော် trend line နေအဲ့တော့ trend line ဒီကျွန်တော်ကလည်းပောက်သွားပြီးဒီမှာတွေ့လားပြန်ပြီးတော့မှ support resistance ကျွန်တော်ဒီ supply demand အနေနဲ့အလုပ်ပြန်လုပ်တယ်ဟုတ်လားဒီလိုမျိုးပြန်ဆင်းသွားတယ်အဲ့တော့သူ့ကိုချိုးသွားပြီး သူ့ကိုပြန်လာ tap လုပ်ပြီးမှ send တော့တွေ့အဲ့တော့ကျွန်တော်တို့အဲ့လိုနေရာမျိုးတွေမှာလေကျွန်တော်တို့ opportunity ရှာလို့ရတယ်နော်ဒီမှာ trend line တွေတွေ့ရတယ်ကျွန်တော် trend line နေရှိမယ်နော်ဒါတော့၃ချက်နော်ဝင်ရှိ Okay အဲ့ဒါ trend line ဖြစ်ပါအဲ့တော့ trend line ကို exercise အနေနဲ့ကျွန်တော်အားလုံးကိုလုပ်စေချင်တာရှိပါတယ် trend line အခု30အနည်းဆုံးဆွဲကြည့်ပါကြိုက်တဲ့ကြိုက်တဲ့ဒီ pair ကိုဖွင့်ကြိုက်တဲ့ time frame ကိုသွားပြီး trend line ကိုအနည်းဆုံးအခု30 ဆန်ဆွဲကြည့်နေကြပါတယ်အခုကနေစပြီเนาะโอเคအဲ့တော့နောက်တစ်ခုနောက်တစ်ခုကကျတော့ witches အော်မန်နေကဒါရီ patterns တွေလို့ကျွန်တော်ခေါ်တယ် flex တွေလို့လည်းခေါ်တယ်အဲ triangles တွေလို့လည်းခေါ်တယ်ကျွန်တော်ကတော့အဲ့လို pattern နဲ့ပဲအများကြီးမပေးချင်ဘူးကျွန်တော်အားလုံးစုပြီးတော့ the way the gs witches လို့ပဲကျွန်တော်ခေါ်လိုက်တယ်အဲ့တော့ witches ဆိုရင်ဘာတွေလို့ကျွန်တော်တို့သိရမလဲဆိုလို့ရှိရင် pattern တွေလို့သိရမှာဒီမှာဆိုလို့ရှိရင် price တွေဒီ range လေးအတွင်းထဲမှာဒီလို ဘေးပင်ညာဘောင်ခတ်ပြီးတွားနေအောင်တွေးလိုက်မယ်။နောက်ဆုံး finally price ဒီဘောင်လေးကနေထွက်သွားပြီဆိုတဲ့အချိန်မှာ price တွားတယ်။နော်ဒီမှာဆိုလည်းလိုပဲဒီလိုဒီဘေးပင်ညာဘောင်လေးတွေထဲမှာတွားနေအောင်တွေးလိုက်မယ်။ဝင်တွားတယ်။ပြီးရင်ဒီမှာဆိုလည်းလိုပဲဒီလိုအပေါ်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 တွေတွားတယ်။တွားတယ်။ဒီမှာဆိုလည်းဒီလိုမျိုးတွားတယ်။ဆိုတော့ကျွန်တော်တို့အာ trainer တယောက်ပြောပြရတဲ့ theory တစ်ခုရှိတယ်။ဒါကျွန်တော်ပြန်ပြီး re-sharing လုပ်ပေးတာပါ။သူလည်းတည်တန်းနေမဖွင့်တော့ဆိုတော့ အဲ့တော့ဘာလဲဆိုလို့ရှိရင် sublime theory ပေါ့အဲ့တော့ကျွန်တော်တို့ဒါတွေက sublime နေလို့ကျွန်တော်က sublime ကိုဖိလိုက်လို့ရှိရင်ဒီလိုမျိုး pattern တစ်ခုပေါ်လာတယ်ဟိုကူ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 ကောက်ကောက်ကောက် sublime တစ်ခု sublime ဖိထားတဲ့အချိန်အဲ့ sublime ထွက်လာတဲ့အချိန်ကတက်သွားတယ်ဖုံးလို့ဒီလိုကန်တော့သွားပြီးရင်ဒီနေရာမှာပြန်အဖိခံဒီလိုမျိုးတွေပြန်အဖိခံပြီးရင်ဖုံးလို့ကန်တော့သွားဒီလိုမျိုးပြန်အဖိခံပြီးရင်ဖုံးလို့ကန်တယ်အဲ့ sublime theory ပေါ့ကျွန်တော်ဆိုလည်းလိုပဲဒီလိုမျိုး sublime လေးဖြစ်နေတယ်တော့အတားနည်းနည်းဖိထားတယ်ဖိထားရနေပြီးဖုံးလို့ကန်တော့သွား တို့လိုပဲဒီလို supply လို့ဖြစ်သွားပြီဖုန်းညွန်တန်တော့အဲ့တော့ကျွန်တော်တို့ကအရင်ဆုံး supply လာမယ်ပြီးရင် connect တဲ့အချိန်မှာကိုယ်ကထွေးမယ်ဒါပဲအဲ့တော့ supply လာတဲ့ connect တဲ့အချိန်မှာထွေးမယ်အဲ့တော့ဘယ်ဘက်ကို connect မလဲတချို့ဒီ forest pattern ဆိုပြီးတော့ကျွန်တော် face ဟိုကျွန်တော် google မှာ share လိုက်လို့ရှိရင်တွေ့လိမ့်မယ်အာ which which tower triangle တွေကဘယ်ဘက်ကိုပေါက်တယ်ဘာဖြစ်လဲအဲ့အရာတွေကမှလည်းဘယ်ဘက်ကိုပေါက်လဲကျွန်တော်မသိမသိနိုင်တကယ်ကဘာလို့မသိနိုင်လဲဆိုလို့ရှိရင် pattern နဲ့ market ကရွေ့တာမဟုတ်ဘူး liquidity ကနေ ဟိုကျွန်တော် regulatory liquidity က market ကို drive လုပ်တာဒီ pattern တွေက drive လုပ်တာမဟုတ်ဘူးအဲ့တော့ liquidity ရှိတဲ့ဘက်ကိုသူရွေးတာနော်ဆိုတော့အဲ့အပိုင်းကတော့ကျွန်တော် momentum မှာ sorry မှာတင်ထားတယ်အဲ့တော့ဆက်ကျွန်တော်တို့ဒီမှာကတော့ mark pattern ဒီ market အာဒီ pattern ဒီ market ကို drive လုပ်တာမဟုတ်ဘူးအဲ့ဒါကိုသိရနော်အဲ့တော့ကျွန်တော်တို့ဘယ်ဘက်ကိုပေါက်မလဲပေါက်တဲ့ဘက်ကကျွန်တော်တို့ထွက်ရမှာပဲ ရှင်းရှင်းလေးပဲဒီလိုမျိုးအပေါ်ကိုတက်နေတဲ့ pattern မို့လို့ဒီအောက်ကိုပေါက်တယ်ဆိုပြီးပြောကြလိမ့်မယ်အဲ forest pattern တွေမှာတွေ့တယ်ဒီကနေဒီလိုဆင်းလာတယ်ဒီလိုအပေါ်ကိုဒီလိုတက်သွားတယ်ပြီးရင်အောက်ကိုပေါက်တာမို့ဒီမှာကြည့်လေအပေါ်ပေါက်တာအပေါ်လုံးကဲအဲ့တော့ကျွန်တော်ကပေါက်တဲ့ဘက်ကိုထိတ်ဒါပဲเนาะအဲ့တော့ widgets ဒီအားလုံးကိုခြုံပြီးတော့ triangle တွေလည်းပါမယ်ဒီလိုမျိုးအဲကျွန်တော်တို့ဒီဒါဆိုဟောပေါ့ descending wedge လို့ခေါ်တယ်အဲ့ဒါပါမယ်ဒါဆိုလည်းအဲ့လိုပဲ channel တွေပါမယ်เนาะအပေါ်အောက်ညီတဲ့ကောင်တွေပါ နော်ကျွန်တော်ပြီးရင်ချက်ပေါ်မှာပြပါနော်ဆိုတော့ rules တွေကိုကြည့်ကြအောင်အနည်းဆုံး၃ချက်ထိချက်ရှိရဒီမှာဒီလိုတစ်ချက်၂ချက်၃ချက်အနည်းဆုံး၃ချက်ရှိရဘေးဘယ်ညာနှစ်ဖက်ကိုနော်အနည်းဆုံး၃ချက်ရှိရမယ်၃ချက်မရှိရင် wish မပေါ်ဘူး okay ပြီးရင် test များလာလေလေ stable မဖြစ်တော့လေဒီမှာကြည့်မယ်ဒီမှာ test က1 2 3 နဲ့အဲ3 4အဲ5 6အဲ့လိုများလာလေလေသူဒီဖောက်တော့ဘူးတစ်ဖက်ဖက်ကိုဖောက်တော့ဖြစ်လာလေဒါမှဆိုလည်းအဲ့လိုပဲများလာလေလေကျင်းလာလေလေတစ်ဖက်ဖက်ကိုဖောက်တော့ဖြစ်လာလေများလာလေလေကျင်းလာလေလေတစ်ဖက်ဖက်ကိုဖောက်တော့ဖြစ်လာလေเนาะဆိုတော့အဲ့ဒါဒီကျွန်တော်သိရမယ်ချက်အဲ့တော့ motor chest least တယ်နော်တက်များလေလေစတေဘယ်မဖြစ်တော့လေလေပို့ပြီးတော့ဖောက်ထွက်ဖို့ဖြစ်နေညားလေလေစိုက်လိုင်းစီရဇုံစီနော်အဲ့တော့ကျွန်တော်ခုနက twin line နဲ့ supply demand လို့ပဲဒီ ဒီ test တွေအကုန်လုံးက live မဟုတ်ဘူး zone နေဖြစ်နေအဒီနားတက်ဝိုက်မှာပြန်လှည့်သွားနိုင်တယ်ဒီ point ကိုတက်တက်ထိပြီးတော့မှပြန်လှည့်သွားမှာမဟုတ်ဘူးဒီနားတက်ဝိုက်ရောက်ရင် ပြန်လှည့်ဖို့ချမ်းရှိလာတယ်ဘလို့ပဲဒီနားတက်ဝိုက်တွေရောက်ရင်ပြန်လှည့်ဖို့ချမ်းရှိလာတယ်ဒီနားတက်ဝိုက်ကိုရောက်ရင်ပြန်လှည့်ဖို့ချမ်းရှိလာတယ်အဲ့တော့ကျွန်တော်ကဒီမြင်းကြောင်ကိုထိမှငါတို့ထိမှဆိုစောင့်နေလို့အသိအစင်မပြေဘူးဘာလို့ဆိုတော့ကျွန်တော်ဒီနားတက်ဝိုက်ကိုရောက်ရင်ကျွန်တော်တို့ဒီအာဒီနားတက်ဝိုက်ကိုရောက်လို့ရှိရင်ကျွန်တော်ပြန်ပြီးလှည့်ဖို့ ပြန်ပြီးတော့ပြန်လှည့်သွားဖို့ဖြစ်နေရှိလာပြီပေါ့နော်ဆိုတော့အဲ့တော့ test ဒီ test တွေဒီ line တွေဇုံနေဖြစ်တယ်နော်ပြီးတော့အာခုနကပြောရဲ long guy ရွေး just easier to break เนาะအဲ့တော့ကျွန်တော်တို့ကြာကြာနေနေလေးခုနက test နဲ့သဘော data တွေကိုကြာကြာနေနေလေးဖောက်ပုံများတယ်ကြာကြာနေနေလေးဖောက်ပုံများတယ် okay အဲ့တော့ကျွန်တော်တို့ချက်ပေါ်မှာသွားကြည့်အောင် okay အဲ့တော့ကျွန်တော်တို့ pattern တွေကြည့်ကြည့်အောင်နော် pattern sibling theory အရာဆိုရင်ဒီမှာကျွန်တော်သူ1 hour ပြောင်းလိုက်နော်ကြည်ရတာပို့ပြီးတော့လွှဲ Okay ဒီမှာဆိုရင်တွေ့ပါလိမ့်မယ်ဒီမှာဒီကနေဒီကိုဒီမှာကျွန်တော်ဒီ pattern တစ်ခုဖော်ရဲဘုတ်ဆိုဖောက်ထားတယ်အဲ့တော့ဒီလိုမျိုး run တော့တဲ့ဟာရဲ့အရှိမပတ်တန်တွေတွေ့ရလိမ့်ရှိတယ်နော်ဒီမှာကြည့်ဒါဆိုရင် ဲ့ကျွန်တော်ကဒီမှာဒါမျိုးအသေးလေးတချို့ဟာကြီးကြအသေးလေးအသေးလေးကြီးကြကျွန်တော်ပြလို့မရပြလို့အဲ့လိုမရဘူးဆိုရတော့ရတယ်မင်းတို့နဲ့မှမမြင်ပါဆိုလို့ဒီမှာဒါမျိုးဆိုအသေးလေးလားဟုတ်အသေးလေးအသေးလေးဆိုမြေဒီကောင်ကတော့1 hour ချက်5မိနစ်ချက်မှာဆင်းကြည့်ရင်တော့ကြီးမှာပေါ့လေနော်ဒါပေမဲ့ဒီတိုင်းဆိုရင်တော့သေးတယ်โอเคဒီမှာဆိုရင်ပက်တန်တစ်ခုပေါ့လေတချို့ပက်တန်တွေကဘာပက်တန်လို့ပြောလို့မရဘူးလူတွေက ဟိုမျက်လုံးထဲမှာရှောက်ပြီးကြည်ရတရိကန်လို့လို့ပါလို့ကျွန်ဘာပဲလုံးပြောလို့မရတဲ့ပတ်တယ်နေရှိနော်ဆိုတော့ဒီမှာဒီမှာဆုံးကြည့်မယ် triangle ပုံစံမျိုးပတ်တယ်တစ်ခုပေါ့တယ်နော်ဒါ wish တွေလို့ကျွန်တော်တို့ပေါင်းပြီးတော့ခေါ်ကြရအောင်နော် wish တွေပေါ့တယ်โอเคပြီးတော့ဒီမှာ euro usd ဆိုရင်ပေါ်ရယ်လေးပေါ့နော်ဒါမျိုးရှိပါโอเคအဲ့တော့ pattern ကိုလည်းကျွန်တော်အနည်းဆုံးအခု30လောက်ညလုံးထဲမှာမြင်ပြီးတော့စွဲကြည့်နေကြပါတယ်အဓိကကျွန်တော် pattern တွေကကျွန်တော်တို့ဒီလို run နေဒီ run သွားတာဒီလိုမျိုးဒီလိုမျိုးတွေကန်ထွက်သွားတဲ့ဟာတွေနောက်မှာတွေ့ရလိမ့်ရှိအောင်ကျွန်တော်ကြည့်သိရင်နည်းနည်းရှာလို့ရတယ်လောလောဆယ်အစာပိုင်းမှာမျိုးလုံးကတော့ဟိုမျိုးလုံးနည်းနည်းကြည့်ရတာပေါ့နော်အရင် တားကြအောင်မဟုတ်ဘူးဘာလို့လဲဆိုတော့ကိုကခုမှစကြည့်ရဆိုရင်ပို့ဆိုအောင်လေဆိုတော့ pattern ကိုတွေ့ဖို့နည်းနည်းခက်တော့ဒီမှာဒါဆိုရင်ဒါဆိုရင်ကျွန်တော်တို့က channel ပေါ့တကယ် channel နော်ဒီလိုမျိုး try line လို့ထင်ရတယ်ဒါပေမဲ့အောက်မှာလည်းသူကနေရာတနေရာကိုရောက်တဲ့အချိန်မှာသူကပြင်ပြင်ပြီးတော့ပြန်ကန်တက်သွားတယ် channel ဆိုပေမဲ့နည်းနည်းလေးအဝကျင်နော်ဆက်တာမျိုးရှိရဲ့ပြီးရင်ကြောက်တာဆိုရင်ဒီမှာဆိုရင်ဒီမှာကြည့်ကျွန်တော်တို့ဒီ price အောက်ကိုရောက်လာလေသူကအောက်ကိုအရင်မစင်းနိုင်တော့ ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းအပေါ်ကိုတက်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 လာပြီလားလိုထီရဲတက်လိုက်သူဒီနေရာမရောက်ခင်တက်သွားတယ်အဲ့တော့အဲ့လိုပဲဒီမှာဆိုလဲလို့ပဲအပေါ်ရောက်တဲ့အခါမှာသူကဖြည်းဖြည်းချင်းရှော့ပြီးဆင်းလာတော့ semi triangle လို့ခေါ်ရဲဟိုပတ်တန်သမားပတ်တန်ဒီအကြောင်းပြောရတူရပါတော့ဒါပေမဲ့ကျွန်တော်တော့ဒါအကောင်လုံးခုနကပြောသလို wish လို့ပေါင်းပါတယ်ဘာလို့တခုချင်းနံပါတ်ရောက်မှတ်နေကိုလည်းခေါင်းရှုပ်တယ်ပြီးတော့နောက်တစ်ခုကကျွန်တော်ဘယ်ဘက်ကို semi triangle ဆိုရင်ဘယ်ကိုဘယ်ဘက်ကိုလိုက်မယ်လို့ဘာလို့အဲ့လိုမျိုးကျွန်တော်မစဉ်းစားတော့ဖောက်တဲ့ဘက်ကိုလိုက်လိုက်ရဟုတ်ဒီမှာဆိုရင် semi triangle ဒီ ဒီ waste တွေဒီလိုတွားနေရနေဒီလိုပေါက်ပြီးတော့တက်သွားတယ်เนาะโอเคဒီမှာဆိုလဲလို့ပဲကျွန်တော်တို့ဒီမှာသူဆိုရင်ဘေးဘယ်ညာညီတဲ့ဘေးတိုက်တွားတဲ့ zone တစ်ခုပေါ့เนาะအော် zone တစ်ခုအနေနဲ့သူကဖိတ်ခဲ့တယ်ဖိတ်ခဲ့ပြီးတော့ zone ကနေအောက်ကိုပေါက်ထွက်သွားတယ်အောက်ကိုပေါက်ထွက်သွားတော့လာပြီးပြန်တက်ပြီးတော့ထပ်ဝင်ပြန်ဆင်းသွားတယ်เนาะအဲ့လိုရှိโอเคအဲ့တော့ဒီမှာဆိုရင်လည်းအဲ့လိုပဲကျွန်တော်တို့ဒီမှာ pattern တွေတွေ့ရမယ်เนาะညာနေဒီကိုတွားရ pattern ရှိမယ် ဒီမှာဒါဆိုကြ channel ပုံစံမျိုးပဲเนาะဒီလို channel ပဲဒါပေမဲ့ channel ဆိုပေမဲ့ဘေးကိုအွားကြည့်အဲ့တော့ကျွန်တော် pattern တစ်ခုဖြစ်နေပြီဖောက်သွားပြီဒါကိုပဲကျွန်တော်စဉ်းစား pattern တစ်ခုဖြစ်နေပြီဖောက်သွားပြီ waste တစ်ခုဖြစ်နေပြီဖောက်သွားပြီเนาะ waste တစ်ခုဖြစ်နေပြီဖောက်သွားပြီဆိုတော့အဲ့ဒီနည်းနဲ့ပဲကျွန်တော်ထွက်ရင်ပို့ပြီးတော့တွေ့ရเนาะဒါဆိုလို့ရှိရင်ဒါခုနကကျွန်တော်1 hour မှာဆွဲထားတဲ့ဆွဲထားခဲ့တဲ့ဒီ waste အကြီးကြီးတဲမှာလေအသေးလေးတွေရှိနေတာတွေ့ပဲဒီမှာ ဒါဆိုရင်အကြီးကြီးတဲ့အသေးလေးနော်ဒီလိုအသေးလေးတစ်ခုဒီမှာဒီအထိရောဒီလိုလေး channel ပုံစံမျိုးစင်းသွားတယ်ဒီနေရာကထိပြီးဆွဲလို့ရအောင်ဒီနေရာထိဆွဲလိုက်အောင်ဆိုတော့ဟုတ်ထွက်သွားတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ခုနပြောလို့လိုပဲ30 30လောက်ကျွန်တော်စမ်းကြည့်စေချင်တယ်နော်မြန်မြန်စမ်းဆွဲမှမြန်မြန်ကျွန်တော်တို့ရမှာနော်ဆိုတော့စမ်းဆွဲကြည့်ပါနော်